မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အေအဝတီတိုင်းပသိမ်မြို့မှာလောင်ကစားတိုင်းတချို့ကိုရဲကဝင်ဖမ်းပြီးတဲ့နောက်ငွေကျပ်သိန်းကိုယာနဲ့ချီတောင်းယူပြီးပြန်လွတ်ပေးလိုက်ပြီးအဲ့ဒီလွတ်ပေးလိုက်မှုရဲ့နောက်ွယ်မှာအေအဝတီတိုင်းရဲတပ်ဖွဲ့ရဲမှူးကြီးတင်စောထွန်းရဲ့လက်အောက်ခံရဲများကအဓိကပါဝင်ပတ်သက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်၂၀21ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့အချိန်ကစတင်ပြီးတော့အေအဝတီတိုင်းပသိမ်မြို့နယ်အတွင်းမှာလောင်ကစားဝိုင်းများပုံမှုများပြားလာပြီးတော့အဓိကအားဖြင့်နေမြေကန်ရဲထွေအုပ်နဲ့ ်စစ်တပ်ကိုလိုင်းကြေးပေးပြီးတော့လောင်ကစားဝိုင်းများတီထောင်နေကြတယ်လို့သိရပါတယ်။လောင်ကစားဝိုင်းများကလိုင်းကြေးပေးရတယ်။ရဲစစ်တပ်နဲ့ထွေးဦးအဖွဲ့များကမတူညီတဲ့အတွက်လိုင်းကြေးမရတဲ့အဖွဲ့ကဝေရောက်ဖမ်းဆီးမှုများရှိနေတယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးတဲ့အခါမှာငွေကြေးနဲ့ညှိနှိုင်းပြီးတော့ပေးကမ်းပြီးပြန်လည်လွတ်မြောက်လာကြတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။ဇန်နဝါရီလ24ရက်နေ့ညနေ6နာရီခွဲအချိန်မှာပသိမ်မြို့ရဲစခန်းကနေထိန်ကောင်းဆောင်ဖြိုးသူရနိုင်အမှုစစ်အေးအေးအောင်နေထိန်ဇေယမောင်ဦးဆောင်တဲ့အဖွဲ့ကပသိမ်မြို့ အမှတ်3အခြေခံပညာအထက်တန်းကျောင်းနောင်ရိုးဟိုတယ်မှာရှိတယ်ဖဲဝိုင်းကိုဝင်ရောက်စီးနင်းပြီးတော့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်အခုလိုဖမ်းဆီးတဲ့အချိန်မှာလောင်ကစားငွေကျပ်155သိန်းနဲ့လောင်ကစားလုံနေကြသူ6ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီဖမ်းဆီးရရှိတဲ့သူတွေကိုရဲစခန်းကိုခေါ်သွားပြီးတော့သိန်း300နဲ့ညှိနှိုင်းကပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ်ပသိမ်နိုင်မြေရဲစခန်းကတိုက်တပ်ဖွဲ့မှူးစီပုံမှန်ဂါချေးလက်ငွေရှာပေးနေရတာအဲ့ဒါဇန်နဝါရီလ24ရက်နေ့ညနေပိုင်းမှာနောင်ရိုးဟိုတယ်မှာလောင်ကစားဝိုင်းကိုဝင်ဖမ်းပြီးတော့တရားခဏ်6ဦးကို ငွေကျပ်155သိန်းနဲ့မိတယ်လက်ထိတ်မခတ်ဖဲနဲ့စကန်းကိုခေါ်သွားတယ် ပြီးတော့ရဲတရင်ပေးနေမျိုးဝင်းခေါ်ရွှေဝါထွန်းကနေပြီးတော့ညှိပေးလိုက်တာမှာသိန်း300နဲ့တက်ပြီးတော့အားလုံးကိုပြန်လှုပ်ပေးလိုက်တယ်လို့ရဲတရင်အရင်မြစ်ကရှင်းပြထားပါတယ်။အေယာဝတီတိုင်းရဲတပ်ဖွဲ့မှုရဲမှူးကြီးတင်စော်ထွန်းဟာ2020ခုနှစ်ကတည်းကရှမ်းပြည်နယ်ကနေပြောင်းရွှေ့လာခြင်းဖြစ်ပြီးတော့အေယာဝတီတိုင်းအတွင်းမှာရှိတဲ့ရဲစခန်းများကလာစဉ်ဂါကြီးဂါရဝပြုတ်ကြီးပေးပို့နေရတယ်လို့သိရပါတယ်။ကာကြီးပုံမှန်ပေးပို့တဲ့နယ်မြေရဲစခန်းများကိုမျက်နှာသာပေးပြီးတော့အပြောင်းရွှေ့မဖြစ်စေရန်ကာကွယ်စောင့်ရှောက်ပေးထားတယ်လို့သိရပါတယ်။လက်တလုံးမှာပသိမ်မြို့ကဒေသခံတရင်အင်းမြင့်များရဲ့ပြော ဆိုချက်အရာ ပသိမ်မြို့နယ်အတွင်းလောင်ကစားဝိုင်းများတာမကမူရဲ့စေဝါအယောင်းဝယ်များပြည်တစားလုပ်ငန်းများနဲ့နှလုံးသုံးလုံးဘောလုံးလောင်ကစားများပါကြွကြဲပြန့်ပြန့်ဖြစ်ထွန်းလျက်ရှိကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကို၂ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးပြီးအလောင်းများကိုဆက်လင်းမြို့ပြည်သူ့စေယုံကိုပို့ဆောင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ29ရက်နေ့မနက်8:15မိနစ်ခန့်မှာဆက်လင်းမြို့နယ်တရက်ချင်းကျေးရွာကတော်လိုင်းတပ်ဖွဲ့များစုမုံထားတဲ့နယ်မြေအတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာတနအီကန်အထိကိုထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆ ဆုံးသူများပြားပြီးတိုက်ပွဲအတွင်းမှာတိုက်ဆုံးသွားတဲ့စစ်သားအလောင်းများနဲ့ဒဏ်ရာရတဲ့စစ်သားများကို14မြို့ပြည်သူစေယုံကိုပို့ဆောင်ခဲ့တယ်လို့တပ်တွင်းသတင်းအရေးမြစ်ကအတည်ပြုပြောကြားထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာတိုက်ပွဲဖြစ်ပွားရာအနီးအနားမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုလည်းဝင်ရောက်စီးနှင်းပြီးတော့ပြည်သူပိုင်ပစ္စည်းများကိုစစ်နဘိန်တွဲကားများနဲ့ယူဆောင်သွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဒေါင်းစစ်အောင် LPDF အဖွဲ့မင်းမှုခရိုင်လယုံအဖွဲ့ မကွေးတိုင်းဒုံအဖွဲ၊မင်းမှုခရိုင်တရဲငါဒုံအဖွဲ၊မင်းမှုခရိုင်တရဲတက်၊မင်းမှုခရိုင်တရဲငါဗမာတပ်မတော်အဖွဲ၊မင်းမှုခရိုင်ဆလင်းမြို့နယ်ပကဖအဖွဲ၊မဟာမိတ်အဖွဲများကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အလားတူပဲဇန်နဝါရီလ28ရက်နေ့မှာ2932254295တရဲများကအချမ်းဘတ်စစ်ကောင်းစီတပ်သား300ကျော်ဟာဆလင်းမြို့မြောက်ဘက်မှာရှိတဲ့တော်တွင်ရွာ၊တာစီရွာ၊မိုးဝင်းရွာနဲ့တရက်ချင်းရွာဘက်ကိုဥတီပြီးတော့စစ်ကြောင်းထုတ်ထွက်လာပြီး မြင်းကောင်းကျေးရွာအရှိတ်နဲ့အနောက်ဘက်မှာစစ်စစ်တဲ့မမလက်နက်အများတပ်ဆင်ကရန်တပ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုအတွဲမှာမုံဝင်းကျေးရွာအတွဲမှာရှိတဲ့ပြည်သူဝိုင်းနေအိမ်ပေါ်ကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ပြည်သူတအုပ်သေးဆုံးက၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးပစ်ခတ်ပြီးတဲ့နောက်အင်အား300ပါတဲ့ခြေချင်းစစ်ကြောင်းဟာဂျမ်းမာကားများနဲ့မြောက်ဘက်ကိုထပ်မံစစ်ကြောင်းထုတ်ထွက်လာတဲ့အချိန်ဒေါင်းစစ်အောင် LPDF အဖွဲ့က ရှေ့ပွိုင်းမိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သားအများပြားထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်စစ်ခွေးခဏကောင်တိမ်ဆုံးတယ်လို့ကျွန်တော်တို့အတည်ပြုနိုင်ပါတယ်အထိခိုက်ကတော့တော်တော်များပါတယ်ပြည်သူတွေအနေနဲ့စစ်ခွေးတွေနဲ့ဝေးဝေးနေထိုင်ပေးကြဖို့ကိုမြေတားရက်ခံကြပါတယ်လို့ဒေါင်းစစ်အောင် LPDF အဖွဲ့ကတာဝန်ခံကိုထူးလေးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းနဲ့ရခိုင်အစပ်ပထောင်းမြို့နယ်မှာအေအေကတိမ့်ပိုက်ထားတဲ့မိုးထီတောင်တပ်စခန်းကိုပြန်လည်ထိုးစစ်ဆင်ရန်စစ်တပ်ကအင်အားတထောင်ဝန်းကျင်တိုးချဲ့နေပြီးတော့ရခိုင်ရုံးမဘော်ကိုစစ်ကြောင်းထိုးရန်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ28ရက်နေ့ကစတင်ပြီးတော့ဇန်နဝါရီလ29ရက်နေ့အထိပြည်မြို့နယ်အုတ်ရှိပင်မြို့ဘက်ကစစ်ကား25စီးထက်မနည်းအင်အားအပြည့်နဲ့ပထောင်းမြို့နယ်ညောင်ချက်တော့ကြီးပါကိုဝင်ရောက်လာတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကောင်စီတပ်သားများဟာ ။ရောင်ချရောက်ရွာမှာရှိတဲ့ကပါစာ6နဲ့အမြောက်တပ်တို့မှာအင်အားစုဖွဲ့မှုများလုံဆောင်ထားပြီးတော့ရခိုင်ရိုးမှာဘော်ကိုစစ်ကြောင်းထုတ်ရန်ပြင်ဆင်နေကြခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအင်အားစုဖွဲ့မှုမှာကွန်မန်ဒိုများလည်းပါဝင်ပြီးတော့လူအင်အား1000ဝန်းကျင်ကရှိတယ်လို့သိရပါဗျ။ဇန်နဝါရီလ28ရက်နေ့နဲ့28ရက်နေ့ညပိုင်းနေမှာပြည်မျိုးဘက်ကနေပြီးတော့စစ်ကားနှက်ဆက်နှက်စီးနဲ့ကွန်မန်ဒိုတွေလည်းပါတယ်။ရောင်ချရောက်ရွာကိုပို့ဆောင်လိုက်တယ်။ဇန်နဝါရီလ29ရက်နေ့မှာလည်း အုတ်ရှိပင်မြို့ကနေပြီးတော့အရတာ4ကနှစ်စီးပေါ်မှာစစ်ခွေးအင်အားအပြည့်နဲ့ကြံတဲ့ဒစီးကတော့လက်နက်ခဲယမ်းတွေကိုတင်ဆောင်ပြီးညောင်ချတော့ရွာကိုထောက်ဝင်ရောက်လာတယ်စစ်ခွေးတွေကိုကပ္ပစ6နဲ့အမြောက်တပ်ထဲမှာအင်အားတွေစုဖွဲ့ထားတယ်စစ်ခွေးအင်အားတထောင်လောက်ရှိတယ်ရခိုင်ရိုးမပေါ်ကိုစစ်တောင်းထုတ်ဖို့ပြင်ဆင်နေကြတယ်လို့ဒေသတွင်းသတင်းအရေးမြစ်ကပြောပြထားပါတယ်ရခိုင်ရိုးမတောင်တန်းအထက်မှာရှိတယ် အကြမ်းဖက်စစ်တပ်ရဲ့မိုးထီတောင်စခန်းကိုအေအေကဇန်နဝါရီလ26ရက်နေ့မှာအပိသက်သိမ့်ပိုင်နိုင်ခဲ့ပြီးတော့စစ်အုံဆောင်ပစ္စည်းများလက်နက်ခဲယမ်းများနဲ့စစ်သားမသားအလောင်းတချို့တို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းအေအေကထုတ်ပြန်ပြီးတဲ့နောက်စစ်တပ်ကအဲ့ဒီနေရာကိုပြန်လည်သိမ့်ပိုင်ရန်ပြင်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ဘကူတိုင်းတာယာဝတီခရိုင်အတွင်းမှာရှိတဲ့မြို့နယ်များမှာအကြမ်းဖက်စစ်တပ်ကဖွဲ့စည်းထားတဲ့ပြူစောထီးများကိုလည်းလက်နက်များငွေကြေးများနဲ့စစ်ယူနီဖောင်းများကိုပေးအပ်ပြီးတော့ထောက်ပံ့နေကြောင်းဒေသခံပြည်သူများကသတင်းပေးမှုပြောကြားထားပါတယ်။ ဇန်နဝါရီလ20ရက်နေ့မှာတာယာဝတီခရိုင်အတွင်းမှာရှိတဲ့မြို့နယ်များမှာဖွဲ့စည်းထားတဲ့ပြူစောတိများကိုအကြမ်းဖက်စစ်တပ်ကတရက်ကိုငွေကြေးနှစ်သိန်းနဲ့ယူနီဖောင်းများလက်နက်ခဲယံများပေးအပ်ပြီးတော့ထောက်ပံ့မှုများလှုပ်ဆောင်နေတယ်လို့သိရပါဗျာ။ အခုလိုမျိုးလှုပ်ဆောင်နေခြင်းဟာအကြမ်းမဆက်တက်ကအုတ်ရှိပင်မျိုးနဲ့ဗဒောင်းမျိုးတို့မှာတိုက်ပွဲများပြင်းထန်လာပါကစစ်ကူပို့ဆောင်ရန်အတွက်ချိုးတင်ပြင်းစင်လှုပ်ဆောင်နေကြခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတွေကအုတ်ရှိပင်နဲ့ဗဒောင်းအတွက်ချိုးပြင်းနေတဲ့ပုံစံပဲတာယာဝတီခရိုင်ထဲကမြို့နယ်တွေမှာဖွဲ့စည်းထားတဲ့ပြူစောတိတွေကိုတယောက်ကငွေကြေး2သိန်းနဲ့ယူနီဖောင်းတွေထောက်ပံ့ပေးနေတာတွေရှိတယ်။လက်နက်တပ်ဆင်ပေးထားတဲ့ပြူစောတိတွေလည်းရှိတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကသတင်းပေးပို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်စိတ်မကောင်းစရာသတင်းကတော့ မြန်မာနိုင်ငံကကျောင်းသားများအတွက်ပေးအပ်နေတဲ့ American Dollar 55သန်းတန်ဖိုးရှိတဲ့ပညာသင်စုများကိုသမ္မတ Trump ရဲ့အမိန့်နဲ့ American အစိုးရကရပ်ဆိုင်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယခင်ကသမ္မတ Biden အစိုးရလက်ထက်ကမတူကွဲပြားမှုတာတူညီမျပါဝင်ခွင့်နဲ့လက်လန်းမီပိုင်ခွင့်မူဝါဒများအရာ diversity inclusion equality and accessibility မြန်မာနိုင်ငံကကျောင်းသားကျောင်းသူများအတွက်အမေရိကန်ဒေါ်လာ55သန်းတန်နဲ့မတူကွဲပြားမှုနဲ့အားလုံးပါဝင်ခွင့်ရှိတဲ့ပညာသင်ဆုပ်အစီအစဉ်ကိုပေးအပ်ခဲ့ခြင်းဖြစ်ပြီးတော့ အခုတမ်မရာထရန့်ကအဲ့ဒီပညာသင်ဆုများအားလုံးကိုချက်ချင်းရပ်ဆိုင်းလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီပညာသင်ဆုအစီအစဉ်မှာစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့လူသားအရေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ပြီးတော့ American အစိုးရက2024ခုနှစ်ကနေစတင်ပေးအပ်ခဲ့တဲ့ပညာသင်ဆုများလည်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီပညာသင်ဆုများကို US8 နဲ့ရန်ကုန်မှာရှိတဲ့ American တန်ယုံတို့ကကြီးကြပ်ပြီးတော့စီစဉ်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီပညာသင်ဆုကိုရပ်ဆိုင်းရမှာ Elon Musk ဦးဆောင်တဲ့ Department of Government Efficiency ကအဓိကဥဆောင်စီရင်တင်ပြခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဇန်နဝါရီလ15ရက်နေ့ကလေးကမြန်မာအကြောင်းသားများအတွက်ပေးအပ်ထားတဲ့ American Dollar 45သန်းတန်ဖိုးရှိတဲ့ပညာသင်စုများကိုရက်ဆိုင်းရန်ဦးစားပေးအဖြစ်နဲ့ Department of Government Efficiency ကတရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းကရန်ကုန်မြို့ကိုလာရောက်ပြီးတော့တင်ဆောင်နေကြတဲ့စစ်ဘေးရှောင်အရေးအတွက်ကိုအကြမ်းဖက်စစ်ကောင်စီကစတင်ကောက်ယူနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မှာအကြမ်းဖက်စစ်တပ်ကစစ်ဘေးတင်ဆောင်လာသူများကိုထောက်ပံ့ပေးမယ်ဆိုပြီးတော့အိမ်တော်စုလူဦးရေဆေးရဲများကိုလိုက်လံကောက်ခံနေပြီးတော့တော်လှန်ရေးနဲ့ပတ်သက်ဆက်နွယ်သူများကိုပါတဘာတဲ့စီစစ်ပြီးတော့ဖမ်းဆီးရန်ရှိနေတယ်လို့သိရပါတယ်။ဇန်နဝါရီလ20ရက်နေ့ကစတင်ပြီးတော့ရန်ကုန်မြို့ပေါ်ကိုဒေသအသီးသီးကရောက်ရှိနေတဲ့စစ်ဘေးရှောင်ပြည်သူများရဲ့အိမ်တော်စုလူဦးရေဆေးရဲပုံစံ6 66မြေဆောင်6များကိုလိုက်လံကောက်ခံနေခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးကောက်ခံရမှာလဲစစ်ကောင်စီကထောက်ပံ့မှုများကိုပြုလုပ်နိုင်ရအတွက်ကောက်ခံခိုင်းခြင်းဖြစ်ကြောင်းပြောဆိုနေတယ်လို့သိရပါဗျ။အခုလိုမျိုးကောက်ခံရမှာစစ်ပေးဆောင်ပြည်သူများတွေကတော်လိုင်းရင်းနဲ့ပတ်သက်ဆက်နွယ်သူများပါဝင်လာနိုင်တဲ့အတွက်အထူးစီစစ်ပြီးတော့တင်းကြပ်မှုများလှုပ်ဆောင်ရန်နဲ့တော်လိုင်းရင်းနဲ့ဆက်နွယ်သူများကိုတွေ့ရှိပါက ဖမ်းဆီးရလဲစစ်ကောင်စီကညွှန်ကြားထားတယ်လို့သိရပါတယ်ရန်ကုန်ကိုရောက်နေတဲ့ဒေသအသီးသီးကဆက်ပြေးရှောင်တွေရဲ့မိသားစုဆင်းရဲတွေကိုကောက်ယူနေပါတယ်ကိုရဲအချက်လက်အစုံကိုယူဖို့အတွက်စစ်ကောင်စီကညွှန်ကြားထားတယ်ဘာလို့ယူတာလဲလို့မေးရင်အစိုးရကထောက်ပံ့ပေးဖို့ကောက်ခိုင်းတယ်ဆိုပြီးတော့ပြောခိုင်းတာတယ်အမှန်တကယ်ကတော့တစ်ချက်ခုနှစ်ချက်ပြတ်ဖြစ်အောင်လို့လုပ်နေတာစစ်ပြေးရှောင်ရောက်နေတဲ့ဒူတွေထဲမှာစစ်တကလိုချင်နေတဲ့တော်လိုင်းနဲ့ပတ်သက်ဆက်နွယ်နေတဲ့ဒူတွေရဲ့အချက်လက်တွေကိုခြေရခံမှုဖမ်းဆီးတာတွေလုပ်နေတာလို့လှိုင်းသာယာမြို့နယ်အနောက်ပိုင်းအုပ်ချုပ်ရေးနဲ့နီးစပ်တဲ့တရေအရေးမြစ်ကရှင်းပြထားပါတယ်ရန်ကုန်တိုင်းအတွင်းမှာရ ှိတဲ့မြို့နယ်တချို့မှာအကြမ်းစစ်တပ်ခန့်အုပ်ချုပ်ရေးမှူးများကရက်ကွက်အတွင်အစရင်နဲ့နေထိုင်သူအလုံးရဲ့အိမ်တော်စုလူဦးရေစရင်ပုံစံ66မြင်းဆောင်6မိတ္တူစာရွက်နှံဆောင်နဲ့ ဖုန်းနံပါတ်များကိုဇန်နဝါရီလ31ရက်နေ့နောက်ဆုံးထားပြီးတော့ရက်ကွက်ရုံထံကိုပေးပို့ရန်လော့စပီကာနဲ့ချိန်ညာနေကြောင်းရန်ကုန်မှာရောက်နေတဲ့စစ်ပေးဆောင်ပြည်သူတချို့ထံကသိရပါတယ်။ကျွန်တော်တို့ရက်ကွက်ထဲမှာတော့အစီရင်နဲ့နေထိုင်သူအားလုံးရဲ့အိမ်တော်စုလူဦးရေဆရဲမိတ်တူနှစ်ဆောင်နဲ့ဖုန်းနံပါတ်တွေကိုရေးပြီးတော့အိမ်ပိုင်ရှင်နဲ့ယာယီမှုကို31ရက်နေ့နောက်ဆုံးထားပြီးပေးပို့ဖို့စစ်ခွေးခန့်အုပ်ချုပ်ရေးမှုတွေကလော့စပီကာနဲ့လာအော်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရေနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ